ရေဒီယိုအန်ယူဂျီသတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီးရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရေးသတင်းကတော့အရသာပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကျမ်းဖက်လို့ရက်တွေကို UNG ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့ပြင်းထန်စွာရှုံချတဲ့သတင်းပဲဖြစ်ပါတယ် အရသာပြည်သူတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ဂျမ်ဘတ်စစ်ကောင်စီရဲ့ဂျမ်ဘတ်လူရဲတွေကို NUG ဂျမ်မာရေးဝန်ကြီးဌာနအနေနဲ့ပြင်းထန်စွာရှုံချလိုက်ပါတယ်။မလ20ရက်နေ့မနက်ပိုင်းကမကွေးတိုင်းကံကောင်းမြို့နယ်နန်းခါကြီးရွာစီကံမှာဒေါက်တာများစုအောင်ဟာစီကံလာလူနာများအားစေကူတမှုဆောင်ရွက်နေစဉ်အဂျမ်ဘတ်စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစီကံအားလေကြောင်းဖြင့်ရည်ရွယ်ချက်ရှိရှိလူမဆန်စွာပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေါက်တာမြောင်စိုးအောင်အသက်40လေးလသာအရွယ်ကိုဝန်လွယ်ထားတဲ့ဇနီးဖြစ်သူအထက်တန်းသူနာပြုဒေါ်ခိုင်နှင်းဝေအသက်39နှစ်တားဖြစ်သူအသက်5နှစ်ပါဝင်လူနာလူနာဆောင်နဲ့ပြည်သူရှိဦးစုစုပေါင်း12ဦးသေဆုံးခဲ့ပြီး6ဦးဒဏ်ရာရှိခဲ့ပါတယ်။သေဆုံးသူများမှာကလေးငယ်9ဦးပါဝင်ခဲ့ပြီးစေကံလဲမီးလောင်ပျက်စီးကအနီးနားရှိနေအများလဲပြိုကျပျက်စီးခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရစံမိုင်ဝန်ကြီးဌာနဟာ ကြာဆုံးသွားတဲ့ဂျမ်းမာရေးဝန်ထမ်းများအားစီရမ်အာဇာနည်သူရဲကောင်းများဖြစ်အတိမတ်ပြုတ်အပ်ပြီးတေဆုံးခဲ့တဲ့ဂျမ်းမာရေးဝန်ထမ်းများလူနာများပြည်သူများရဲ့မိသားစုများနဲ့တက်တူခြေခွဲဝန်းနေရတယ်လို့ဖော်ပြပါဗျ။ရသပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ဂျမ်းဘတ်စစ်ကောင်စီရဲ့ဂျမ်းဘတ်လို့ရက်တွေကိုဝန်ကြီးဌာနအနေနဲ့ပြင်းထန်စွာရှုံ့ချလိုက်ပြီးတေဆုံးထိခိုက်ခဲ့ရတဲ့ဂျမ်းမာရေးဝန်ထမ်းများနဲ့အပြစ်မဲ့ပြည်သူများအတွက်တရားမျှတမှုကိုဆောင်ကျဉ်းသွားမှာဖြစ်ပါလေ။ ဒါပြင်အချမ်းပတ်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစီကျင်းအားများကိုတရားဥပဒေအရပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်ခင်ဗျာအခုဆက်လက်ပြီးမိသူကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF မှအရာရှိတနန်းအပတ်စဉ်တင်တဲ့တပ်သားတနန်းအပတ်စဉ်24တနန်းစင်ပွဲခဏချင်းပါတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF မှအရာရှိတနန်းအပတ်စဉ်တင်တဲ့ တသားတင်တဲ့ပတ်စဉ်24တနန်းစင်ပွဲခဏကိုမလာ23ရက်နေ့မိုးလယ်2:30မိနစ်မှာကျင်းပခဲ့ပါတယ်။အဲဒီတနန်းကိုအရာရှိနဲ့တသား260ကျော်တက်ရောက်ခဲ့ပြီးတနန်းအားတလကျော်55ရက်ခန့်ကျင်းပခဲ့ပါတယ်။တနန်းစင်ပွဲခဏကိုဒေသခံလူကြီးမင်းများ CDM ဆရာဝန်ဆရာမများလူရှင်များတော်လိုင်းအေးမှတက်ဖွဲ့သီးသီးနဲ့အလဲပန်းတိုင်းစစ်ဒေသမှစစ်ဘက်ဆိုင်ရာတောင်းရှိပုဂ္ဂိုလ်များလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မောင်ကတောင်းလှပေးပို့ခဲ့ပါတယ်ခင်ဗျာ။ ခုတခါတင်ဆက်ပြီးမှာကတော့ဆလင်းမြုံနယ်မှာအရသာ၄ဦးကိုစစ်တပ်မှလူမဆန်စွာညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဆလင်းမြုံနယ်မှာအရသာ၄ဦးကိုစစ်တပ်မှလူမဆန်စွာညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့မလ24ရက်မှာဆလင်းပအဖကထုတ်ပြန်ထားပါတယ်။ဆလင်းမြုံနယ်တွင်မလ9ရက်မှ16ရက်နေ့ထိစင်ပြူကျွန်းတညောင်လမ်းပိုင်းစစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်တွင်ကြပင်းကျေးရွာအုပ်စုကြပင်းမြောက်ရွာမှအရသာ၄ဦးကိုစစ်တပ်မှလူမဆန်စွာညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။ အဆိုပါရုပ်လောင်းတွေကိုမလ20ရက်နေ့မှာတွေ့ရှိခဲ့ပြီးကောင်းမွန်စွာတကြိုပေးခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးစစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ထနာချုပ်နမခကိုတရားခုံမမရှော့တုံးများနဲ့တိုက်ခတ်ခင်ရတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မလ23ရက်ည9:43မိနစ်ချိန်မှာစကိုင်းတိုင်းမုံရွာခြေဆိုင်စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ထနာချုပ်နမခအတွင်းရှိတိုင်းစစ်ထနာချုပ်ရုံးနဲ့ MI17 စစ်ရဲရင်ရနာကွင်းတို့ကို တရားကုံမမရှော့တိုက်တုံး၃လုံးနဲ့တိုက်ခတ်ခဲ့ရမှာနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်စင်ရေးကိုတော့ Brave Warriors for Myanmar BWM ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Freedom Revolution Force FRF ရန်ကြီးအောင်ဘုတလင်း Shadow မုံရွာ Democratic Rangers အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်အနောက်မြောက်တိုင်းစစ်တနာကျုံနမကဟာစကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ရှိစစ်ရှုံးကောင်စီရဲ့လက်ရုံးတပ်ဖွဲ့တွေကိုစစ်ရေးကုကဲမှုပေးနေတဲ့အရေးပါတဲ့စစ်တနာကျုံဖြစ်ပြီး အရိဒေတာရှိပြည်သူများကိုစစ်ကြောင်းထိုးတက်ဖြတ်ခြင်းအစုလိုက်ပြုံလိုက်တက်ဖြတ်ခြင်းလေရင်များဆက်တက်လေရင်များနဲ့ဘုံကျဲတက်ဖြတ်ခြင်းတို့ကိုပြုလုပ်နေတဲ့တိုင်းစစ်တမ်းလာကြိုဖြစ်ပါတယ်။ BW နဲ့မာမေးဖွဲ့တွေကအညာဒေတာຫນွေဦးတော်လိုင်းအင်အားစုတွေရဲ့အဓိကရန်သူဌာနချုပ်ဖြစ်တဲ့နမခကိုဖက်စစ်တော်လိုင်းရင်းနဲ့အကျိုးလက်ဆောင် BWN Mission 32အဖြစ်သတ်မှတ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ။ ခုတကတင်ဆက်ပြီးမှာကတော့မကွေးတိုင်းရှိမြိုင်မြို့နယ်နဲ့မြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းရှိမြိုင်မြို့နယ်နဲ့မြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခတ်ရရှိပါတယ်။မလောက်23ရက်မနက်စောပိုင်းမှာမြိုင်မြို့နယ်ရှေ့မြောက်ပိုင်းဥယျင်ရွာဘုံကြီးကျောင်းအားအကြမ်းဖက်စစ်ကောင်စီတပ်မုံရွာလက်မှတ်ခါကတက်လာတဲ့စစ်တပ်လေးတီးတစီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့ရမှာဥယျင်ရွာဘုံကြီးကျောင်းအတွင်းမှာရှိတဲ့တိမ်ကျောင်းမော်ကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတိမ်ကျောင်းထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ အလားတူအရင်နေ့မွန်လပိုင်းမှာပခုတ်ကူမြို့နယ်ကမ္မမြို့နယ်ညောင်ချစ်ပင်ရွာပြူစခန်းအနီးကဂေါရမဖျားအနီးပတ်ဝန်းကျင်အားဆိတ်ဖြူကပ္ပစ22မှဆက်တက်လေဒီ2စီးနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားခဲ့ပါတယ်။ညပိုင်းမှာတော့မြိုင်မြို့နယ်စလင်းကြီးမြို့နယ်နဲ့ရေစကြိုမြို့နယ်သုံးမြို့နယ်အဆက်ရေစကြိုမြို့နယ်ဂွေးကုံရွာအရှိမြောက်ဘက်ရွှေဘုံတိုင်းဖျားအနီးဝန်းကျင်အားဘုံရွာနမကမှဆက်တက်လေဒီ2စီးနဲ့လေချောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ We Left မြိုင်ကအတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ PSLF DNLA အုပ်ချုပ်ရေးဌာနကမိုးကုတ်မြို့နယ်အတွင်းတရားဝင်စုံမမှုပုံမကောင်းမွန်လာစေဖို့အတွက်ပြည်သူလူထုများနဲ့တွေ့ဆုံနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တောင်ပြည်တပ်မှနေနေမြေမိုးကုတ်မြို့နယ်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA ရဲ့မိုးကုတ်ခရိုင်အုပ်ချုပ်ရေးဌာနမှဥဆောင်ပြီးပြည်သူလူထုများနဲ့တွေ့ဆုံပွဲကိုကျင်းပခဲ့ပါတယ်။ အရီတွေ့ဆုံပွဲကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်မှမတ်လ12ရက်ထိကျင်းပခဲ့ပြီး PSLF DNLA တွဲဘက်ထရီတွင်းမှုနှင့်ဘုံမူကြီးတားပေါင်လာမိုးကုတ်ခရံတွင်းမှုဘူကြီးလုံထုံတောင်းပြည်ရက်တက်ဘက်မှမိုးကုတ်ခရံမှုတားတိုင်းငံတရားစီရင်ဌာနမှတာဝန်ရှိသူများကြောင်းမြတ်ကော်မတီတို့မှတက်ရောက်အဖွဲ့မှစကားပြောကြားခဲ့ကြပါတယ်။အရီပွဲကျင်းပတဲ့ရည်ရွယ်ချက်ဟာမိဘပြည်သူလူထုများကတောင်းပြည်ရဲ့လက်ရှိအုပ်ချုပ်စုဖွဲ့မှုရန်ရာတွေကိုသိရှိစေရန်မိုးကုတ်မြို့နယ်အတွင်းတရားဝင်စုမှုမှုပုံမကောင်းမွန်လာစေဖို့အတွက် တောင်းပြည်ရက်တဖွဲ့နဲ့မိဘပြည်သူလူထုများချိတ်ဆက်ခါပုံမှုလှုပ်ဆောင်နိုင်ရလို့ဖြစ်တယ်လို့သိရပါတယ်။ကျေးရွာပေါင်း15ရွာကိုရက်ပေါင်း25ရက်ကြာမိုးကုတ်ခင်ဌာနဆိုင်ရာတည်တည်နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မှတောင်းရှိသူများကပြည်သူလူထုများကိုတွားရောက်တွဲဆုံပွဲပြုလုပ်ခဲ့ပါတယ်။အဲဒီတွဲဆုံပွဲကိုမိုးကုတ်ခင်ဌာနဆိုင်ရာတည်တည်ရှိခေါင်းဆောင်များ16ဦးနဲ့ရက်ွက်အုပ်ချုပ်ရေးမှူးများအုပ်စုအုပ်ချုပ်ရေးမှူးများကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ပြည်သူလူထုများစုစုပေါင်းလူဦးရေ1925ဦးတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီးရီးသတင်းကတော့ရင်းမပင်ခရိုင်အမှတ်17တရဲမှကြက်ဝိုင်းအားဖမ်းဆီးရမှာစိုက်ကဲအစီး20ကျော်နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မလ15ရက်နေ့နေ့လယ်3:20မိနစ်အချိန်ကရင်းမပင်ခရိုင်အမှတ်17တရဲမှနေမြေစင်းပြီးလုံခြုံရေးကိစ္စများဆောင်ရွက်ရန်တွားရောက်စဉ်အမည်မဖော်လိုတဲ့ပြည်သူများရဲ့သတင်းပေးပို့ချက်အရကြက်ဝိုင်းအားဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခဲ့စဉ်လောင်စာပြုလုပ်နေသူများဟာထွက်ပြေးသွားကြပြီးတပ်သေးကံဖြစ်စိုက်ကဲ32စီးကြက်ရှစ်ကောင် ဖုန်းတလုံးတို့အားတင်စီရမိခဲ့ကဖုန်းတလုံးအားပိုင်ရှင်တန်းပြန်ပေးခဲ့ပြီးတင်စီရမိခဲ့တဲ့စိုက်ကယ်တွေကိုတော့မြို့နယ်ပြည်သူလုံခြုံရေးယုံကိုပို့ဆောင်ခဲ့ပါတယ်။မူလဖမ်းဆီးရမိတဲ့စိုက်ကယ်ရစ်တွက်ဟာ32စီးဖြစ်ပြီးစိုက်ကယ်များကားပေါ်တင်နေတဲ့အချိန်မှာ8စီးဟာကုတွန်းသလိုလိုနဲ့ပြန်လည်ယူဆောင်ခြင်းခံခဲ့ရတဲ့အတွက်ကြောင့်24စီးသာပလဖယုံကိုအနှံ့နိုင်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကိုတော့ Radio Energy သတင်းတောက်မင်းစီဟန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။